အားလုံးပဲမင်္ဂလာပါဗျာကောင်းစက်တင်ထဏမှာပြန်လဲကြိုးစိုးလိုက်ပါတယ်ခင်ဗျာကိုတင်ဆက်ပေးမယ့်ရုပ်တံမီတို့ဖိုင်လေးကတော့စိုင်းမင်းသမီးဆုလက်နိုင်ကို PDF နဲ့ပတ်သက်တယ်ဟုဆိုတာခေါ်ယူစစ်ဆေးနေတယ်ဟုဆိုလာတဲ့ပေါကူတော်ပြောနေရုပ်တံမီတို့ဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီမှာပေါကူတော်ဘုန်းကြီးအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးတာတုံးတဲ့ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ထဏမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆယ်ရဲ့လေးလာပဲ2000နဲ့မှ25ဖြစ်ပါလေဗျ။တရင်ထူးကတော့မန်လေးမြို့ရဲ့နာမည်ကြီးစိုင်းမင်းမီစုလက်နိုင်။မန်လေးကပီရီယာကောင်းဆောင်ခွဲတုံးဆယ်ဘက်မှာခြေချနေတဲ့ပီရီယာကောင်းဆောင်ထွထွမင်းနဲ့ထွထွမင်းနဲ့ဆက်ထွထွမင်းနဲ့ဆက်တွေ့တဲ့အတွက်ကြောင့်ကော်ပြီးမှစစ်ခံရတယ်လို့ကျွန်တော်ကြားရပါတယ်ဗျနော်။ချောတော့ထူးထူးလက်နိုင်ပြီ။ဒီလိုကွန်းတုံးမရယာဘက်ကဒီဝကြီးလေကွန်းတုံးတဲ့ဘက်မှာအခုလိုက်ရင်ဒီ၃လပိုင်းလောက်က၃လပိုင်း၃လပိုင်းလောက်ကဆိုင်ငါဖက်ဖို့ လုံးလာပိုင်း10ရက်နေပေါ့နော်ဓမ္မကြီးမြို့နယ်ကွဲကွဲလုံးတဲ့ယွာမှာဖိုင်းခွဲပေါ့အပြန်တော့9ရက်လောက်ကြာတယ်တဲ့အဲ့မှာမန္တလေးလိုက်ပြိတ်ထားတော့ဒီသက်စိတ်နဲ့ကုလေသက်စိတ်နဲ့ကုတဲ့ခါမှာဆုလက်နိုင်ပြီနောက်ကနေဒီဒီကပီဒီအကောင်းဆောင်ပေါ့နော်ပီဒီအကောင်းဆောင်မင်းထွင်းကမင်းမင်းထွင်းကလာကြည့်တယ်တဲ့ကလေးကလေးပဲအဖြူရောင်နဲ့ပေါ့နော်သူ့မှာလည်းလက်နဲ့အတူရှိနေပါတယ်ပေါ့အကွန်းလုံးကြော်မှာသူ့လက်နိုင်ဒီဒီဟိုပါပြည့်တဲ့ဂျင်မှာလည်းအလူအိမ်မှာမိဖဲနဲ့ဒီပီဒီအကောင်းဆောင်ဒီပီဒီအကောင်းဆောင်အိမ်မှာပဲအိတ်တယ် မဒီ PDF ကောင်းဆောင်ဒီမှာပဲအိပ်ပြီးမှာပဲဒီလာတယ်ပေါ့ဗျာနော်တိုင်းတိတဲ့ခါလဲ PDF ကောင်းဆောင်ပြီးပြီးတဲ့ခါမှာလဲ PDF ကောင်းဆောင်အိမ်ကိုသူတို့သွားတယ်ပေါ့နော်ဒါဥစဉ်လို့ခိုင်လုံးနဲ့တရင်နေတော့ရရှိတယ်ဆွေလန်ကြီးဒီရဲ့ဟိုဟာမှာလဲသူတို့ဥစဉ်လို့ရင်ဆိုင်ရတာအမှုရင်ဆိုင်တာတနည်းလောက်ရှိတယ်လို့ဥစဉ်လို့ကြားပြရတယ်ဘာမှုနဲ့တော့ဥစဉ်လို့မကြည့်ဘူးနော်အဲ့တော့ ကိုစိုးလို့ပြောကြင်တာကအနုပညာဓမ္မကအနုပညာအလုပ်တော့ရင်တော့ဘယ်သူကမှဆက်စီမှလည်းမဟုတ်ဘူးဘယ်သူကမှလည်းဆစ်ဆေးမှမဟုတ်ဘူးဘယ်သူကမှလည်းဖမ်းဆီးမှမဟုတ်ဘူးအဲ့တော့ဖမ်းဆီးတဲ့အနေထားတော့ဟုတ်တယ်လို့မကြောက်ဘူးဆစ်ဆေးတဲ့အနေထားပေါ့နော်ဆစ်ဆေးတဲ့အနေထားအဲ့တော့ကိုစိုးလို့ပြောကြင်တာကပြောကြင်တာဆိုရနိုင်ဒီအဖွဲတိုင်းနဲ့သွားတယ်အဖွဲတိုင်းကတော့တူတူရတဲ့ PDF အိမ်မှာပြန်ရတယ်မနေ့ရောက်မှကားနဲ့ပြန်လာတယ်တဲ့နော်ပြန်မဲ့ရောက်တော့လေ PDF ဆိုင်ကယ်ကိုဆုလက်နိုင်ဆုလက်နိုင်ရဲ့မောင်နဲ့ဆိုင်တဲ့ကတိကျလူတယောက်ကမောင်းခဲ့တယ်ကားကိုတော့တဲ့ PDF ကောင်းဆောင်ကိုတိုင်းနဲ့ မောင်းတယ်တဲ့စိတ်ကန်းထိလိုက်ကိုတယ်ပေါ့နော်စိတ်ကန်းထိလိုက်ကိုတယ်တဲ့နိုင်ဘက်မှာလည်းဂူလီတူသားပဲနိုင်ဘက်မှာတော့ငါတီးတော့ငါလဲတဲ့ဆွလက်နိုင်ဒီဟိုဒေါင်းလင်းဟိတ်ဆိုတဲ့ size ရလာရတဲ့အခန့်ခံရမယ်လို့တော့ငါလဲဆွလက်နိုင်ကဒေါင်းလင်းဟိတ်ကိုပြ PDF ကြီးအဖမ်းတော့ပေါ့အဖမ်းတော့လောက်တော့လဲဆွလက်နိုင်ကလည်းလှမ်းပြီးမှပြောပေးလိုက်ရတယ်တဲ့ဒါနေ့ကငါခဲလိုက်တာပေါ့နေ့ကငါခဲလို့တိုင်ကောင်းသွားတယ်ဆိုရဲတဘောပေါ့ဗျာနော်အဲ့တော့ဦးသင်းတို့ပြောချင်တာက size ဒီရဟိုမှာ PDF တော့လဲသွားလို့ PDF တွေနဲ့စကားပြောတော့လက်ခံတယ်ဒါနဲ့အတိုင်းထက်ဒီလို PDF ခေါင်းဆောင်နဲ့တို့ကက ဒီမန္တလေးမှာဒီမင်းမင်းဖွင့်ဆိုလဲမန္တလေးမှာငကွာဟွာပေါ့ဗျာနော်ဒီတခုမှပေးရခေါင်းဆောင်ဖြစ်နေတယ်ပေါ့ဒီဘွားပြောလို့ဘိုးကြီးအဆင်ပေါ့နော်ဘိုးကြီးအဆင်ပေါ့အဲ့တော့သုရနိုင်ကလွားပြန်လာကြိုးတယ်အိမ်မာသေးတော့ဒါဥစဉ်တို့ပြောချင်တာကသုရနိုင်ဒီတော်တော်များများအကြီးကဲတော်တော်များများနဲ့ရင်းနေရတိကြတယ်ဒီတော်တော်များများရင်းနေတာတိလို့ကြောက်ဒါအတိုင်းမီဘာပြောပြောစိတ်ကူပါတယ်ပေါ့ဗျာနော်သုရသုရနိုင်ဒီကမပြောဘူးလို့ပြောလို့တော့မရဘူးသုလနိုင်ဒီဟာဒီမှာဒီမှာဘယ်နေရာမှာဘလို့ရှိတဲ့ဘယ်နေရာမှာလွဲချက်ဘယ်နေရာမှာဟာချက်ရှိတဲ့ဘယ်နေရာမှာဘလို့ဘလို့ဘလို့ရှိတဲ့သူမပြောဘူးလို့ဘယ်သူမှအမှတ်ခံလို့မရဘူးအဲ့တော့မဖြစ်မနေခေါ်ယူစစ်ဆေးရမှာတော့အမှန်နဲ့အမှန်နဲ့နော် အဲ့တော့ဦးကင်းတို့ပြောချင်တာကအမှုပညာဓမ္မတွေကအမှုပညာအလုံးလို့တော့ဘယ်သူမှစစ်သိမှာမဟုတ်ဘူးဘယ်သူမှကိုယ်မှာမဟုတ်ဘယ်သူမှဖန်ဆီးမှာမဟုတ်အမှုပညာအလုံးလို့အမှုပညာတိုင်းသွားမယ်ဆိုရင်တော့အမှုပညာအလုံးမလုပ်ဖဲနဲ့ဗျာဟိုလူစီယုတ်ဒီလူစီယုတ်ဟိုဟာသူအကြက်ဖဲနဲ့ဆက်တွေ့ဗျာနဲ့ဆက်တွေ့ဘာပြောပြောအကြက်ဖဲနဲ့ဆက်တွေ့တယ်အကြက်ဖဲနဲ့လွားကြိုးတယ်အကြက်ဖဲအိမ်မှာအိတ်တယ်အကြက်ဖဲအိမ်မှာသားတယ်ပြီးမဆိုင်တိကကြမှာလာပြီးတယ်အဲ့ဒီကလေးကကိုအကြက်ဖဲဦးတွေ90နှစ်ခန့်ညီးပြီးသားသူ့နိုင်ပြီးညီးပြီးသားအဲ့တော့ရှင်းဆက်ဘာဖြစ်မလဲဘာလုပ်မလဲဆိုတော့ဦးစင်းတို့ကစောင့်ကြည့်ရဖို့ပဲရှိတယ်နော်စောင့်ကြည့်ဖို့ပဲရှိတယ်အဲ့တော့သူ့နိုင်နေပတ်သက်တယ်ဘယ်လိုရှိသေးလဲ ဟုတ်ပြီဆွနယ်နိုင်ရဲ့မောင်ဒီမင်းမင်းထွေးရဲ့ဆိုင်ကနေမင်းထွေးဒီစိတ်ကလီကားနဲ့လိုက်ကြည့်တယ်ဆွနယ်နိုင်နဲ့ဒီ PDF ကောင်းဆောင်မင်းထွေးနဲ့ပါလဲဘလို့ဆက်တွေ့ရှိတယ်လဲဟောတောင်းကျူ PDF တွေကဟိုနိုင်ရဲ့နာမဖန်ခံရဲဆွနယ်နိုင်နဲ့ပြောပြလိုက်တယ်ဆွနယ်နိုင်ဒီ PDF ကိုလွှမ်းမိုးတဲ့သူလား PDF ကိုဖိုးမိုးတဲ့သူလားအဲ့ဒီကူတော့တွေ့ရခက်တာပေါ့လေနော်အဲ့တော့ဟုတ်ပုံစစ်ဆေးတဲ့အခါမှာတော့အဖြေပေါ်ပါပဲနော်အဲ့စစ်ဆေးတဲ့အခါမှာတကယ်လို့ပေါ်ခဲ့တယ်ဆိုရင်တယောက်စာရေးယူလို့တဲ့တကယ်လို့မှစစ်ဆေးတာမှမပေါ်လွယ်မှုစစ်ဆေးတာမှဟွာဖြစ်တယ်ပေါ့နော်ညရာတာကြောက်ရတဲ့အနေထားဆိုရင်လည်းတစ်မျိုးပေါ့နော်ဒါလေးပြောချင်တော့အားလုံးလာပါပဲဗျာ we